်မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုနာကစခန်းတွေကိုစုခိုင်းရာကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာရှိုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပေးဖို့စေအုပ်စုရဲ့အမှန်ကစစ်စင်ရေးအထူးအဖွဲ့မှုကိုတိုင်းလာရှိုမြို့အထိလာရောက်တောင်းဆိုပေးမယ်ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားတယ်လို့ MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် လာရှိုးမျိုးကနေမန္တလေးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန်ရံမိုင်းရဲမျိုးဘက်ကိုသွားတဲ့နတ်ပေါင်းခိုရရွာရီမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမျိုးစစ်နကဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုတ်ခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောင်မွန်နတ်ပေါင်းခိုရရွာရီဟာတက်ဆက်သေးရှိနေတာဖြစ်ပြီး MNDAA က2029စစ်စစ်ရေးနဲ့အတူတည်ယူခဲ့တဲ့နေပြည်တော်မှာပါဝင်ပါတယ်။အခုအချိန်ထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့ဂျာဝင်ဆော့ဖတ်မှုကြောင့် MNDAA ကလာရှိုးမြို့ကိုကြည်တချက်မဖောက်ပဲပြန်လွှတ်ပေးခဲ့ရပါတယ်။အခုထပ်ပြီးနောင်မောနန့်ပောင်ဟိုရရွာတွေကနေတဆင်ချင်းစုပ်ပေးဖို့စေအုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်လာရှိုးမှလာညှိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားပိုများလာတယ်လို့နောင်မောမှနေထိုင်သူတအူးကပြောပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှကာဆာထငါဖြစ်ပါတယ်။သူဟာလာရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်ဆင်မှလည်းမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရွှီကျင်းနဲ့ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်အစုံဆွေးနွေးပွဲတွေကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြသေးမီကတရုတ်နိုင်ငံသားရေးဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှလည်းတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစေကောင်းဆောင်တဲ့အထူးတွေ့ဆုံခဲ့ပါတယ်။ သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးထောက်လျှောက်တာဝန်ပေးထားတာကိုကန်းကပြန်ဆုပ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမျိုးကသတင်းရင်းမြစ်ကပြောပါတယ်စေအုစုဟာတအောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့တီပေါ်မျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနဲ့တီပေါ်လန်ပိုင်းပဝင်းချင်းက MNTAA စခန်းတွေကိုစုခွာဖို့ PR ပို့ပေးနေတာဖြစ်ပါတယ် MNDAA ကလာရှိုးမြို့နာက၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရဲစဲရေးသဘောတူညီချက်ဟာအစင်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဖြူဟာကြကြနားလည်နေဖို့အော်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDAA ရဲ့အပတ်စဉ်၁ကေရာမြာအလေးကျသင်တန်းစင်ဖွဲ့မှ MNDAA စစ်ဦးစီးမှုချုပ်ကသင်တန်းစင်ကိုကတပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ MNDAA ဟာ2023အောက်တိုဘာလ28ရက်မှတွင်ညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNLA တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းချင်းရွှေဟော်မုံကုံဖောင်းဆိုင် ကုံကျန်ပန်းလုံးကွန်းလုံးတိန်နီတာမိုးညေပန်းဆိုင်မြို့တွေကို သိမ်းပိုက်ခဲ့ပါတယ် တင်ယူထားတဲ့မျိုးတွေမှာအုတ်ချုပ်ရေးရန်နရာဖော့ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စေကောင်စီနဲ့အပြစ်ရထားသလိုလာချိုမျိုးကိုလည်း2025ခုနှစ်ဧပြီလမှာစေကောင်စီထံပြန်လွှဲပေးခဲ့ရတာပါ။တိန်နီမျိုးကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဆက်လက်ပြီးတာပေါင်းနဲ့လင်းမြနာတွင်တိုက်ပွဲများဖြစ်နေပြီးစစ်ကောင်မရှင်တပ်သားများကစင်ကလျာထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ။အေယာဝတီတိုင်းလေမျက်နှာမျိုးနယ်နှင့်တာပေါင်းမျိုးနယ်တို့တွင်စစ်ကော်မရှင်နှင့် AA ပူးပေါင်းတပ်တို့တိုက်ပွဲပြပွားနေပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်များနေစင်ဒီပါထွက်ပြေးလျက်ရှိကြောင်းသိရပါသည်။လေမျက်နှာမျိုးနယ်ဆက်ဆက်ယူရွာအနီးနှင့်ချင်းလေကျေးရွာအနီးတို့တွင်တိုက်ပွဲများပြင်းထန်နေခဲ့ပြီးစစ်ကော်မရှင်ကစစ်ကူအင်အားအမြောက်အများပို့ဆောင်နေတယ်လို့ဒေသခံများထံမှသိရပါသည်။တိုက်ပွဲတွေကနေစစ်သားတွေအစုလိုက်ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ် သူတို့ကတော်လန်ကပြည်တာလှိုက်ရှာသူတွေကတက်လန်မှုလွတ်သွားကြတယ်ဟုလေးမျက်နှာဒေသခံတအူကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နှာမြို့နယ်အတွင်းကိုစစ်ကော်မရှင်ကအဝိုင်းတွင်ဂျက်ဖိုက်တာများဖြင့်အစမပြတ်ပုံကျဲချတိုက်ခိုက်ခဲ့ပါရယ်လေးချောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကော်မရှင်ကလေးမျက်နှာမြို့နယ်ဘက်ကိုအင်အားအပြည့်ပါအမိုးအုပ်စစ်တုံးကားကြီးစေစည်းကျော်ကိုဟင်္ဒရာဘက်မှနှိပ်၍ပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရပါရယ် အောက်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းတရားဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနှင့်လင်းမြင့်နာမြို့နယ်ဆက်ဆက်ရိုချင်းလေကျေးရွာများအနီးပတ်ဝန်းကျင်များ၌ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်စစ်ကောင်မရှင်တပ်မှထွက်ပြေးလာပြီးအရကတပ်တော် AA ထံတွင်ဖမ်းဆီးခံရသူ20ကျော်နှင့်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့သည်ဟု AA ကနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ပါသည်စစ်ကောမရှင်ဤတပ်ဖွဲ့ဝင်များမှခမရ၄ခမရ၅ခမရ၆ခမရ၁၀ခလရ၃၅ခလရ၈၀အစရှိသော တမ66လက်အောက်ခံတည်ရင်းများနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတည်ရင်းများဖြစ်ကြသောခလာရ63ခလာရ281အစရှိသောတည်ရင်းများမှထွက်ပြေးလာကြသူများနှင့်လက်နက်ချအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းသိရပါသည်။အဆိုပါအလင်းဝင်ရောက်လာသောသူများနှင့်ဖမ်းဆီးရရှိသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်များအလုံးထိပါသည်2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်၏အတင်းအဓမ္မစစ်မှုထမ်းပေါ်တာဆွဲခြင်းခံရသောစစ်တင်နန်းစင်းများဖြစ်ကြပြီးအချို့မှာ18နှစ်မပြည့်သေးသောသူများ အထက်တန်းပညာရေးတက်နေကြသောကျောင်းသားများဖြစ်ကြသည်ဟုလည်း AE ကဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်မျိုးမှရွှေဆိုင်ဓမြတိုက်ခိုက်ရပြီးနောက်မန္တလေးနဲ့ပြည်ဦးလွင်မှာအစီအစီတင်းကျပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။စစ်တပ်မျိုးပြင်ဦးလွင်မြို့လယ်နာကရွှေဆိုင်ဓမြတိုက်ခံရတဲ့မနေ့နိုဝင်ဘာ12ရက်ညမှတင်မန္တလေးနယ်ပြင်ဦးလွင်မှာစစ်ကောင်စီတပ်ကရှာဖွေစစ်ဆေးတာတွေကိုတင်းကျပ်လိုက်တယ်လို့မြို့ကန်တွေစီကသိရပါတယ်။မန္တလေးမြို့နယ်ပြင်ဦးလွင်လမ်းတွေမှာစစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့ကလမ်းသွားလမ်းလာတွေကိုတားဆီးပြီးရှာဖွေစစ်ဆေးလာတာပါ။ ညနာကိုဓမီနဲ့ထိုးပြီးကိုစစ်မေးတာလို့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာနိုဝင်ဘာ12ရက်ညပိုင်းကစစ်ဆေးခံရသူတအုပ်ကပြောပါတယ်မန္တလေးမှာဆိုရင်မြို့နယ်ချင်းဆက်နေရာတွေမြို့အဝင်ထွက်နေရာတွေမှာအင်အားအများပြားချပြီးစစ်ဆေးတာလို့သိရပါတယ်စစ်သားရဲနဲ့လက်ဝေခံဖြူစော့တီအင်အား15ဦးထပ်မံနေပါဝင်တဲ့အဖွဲ့ဟာအထိုင်ချစစ်ဆေးတာမျိုးမဟုတ်ပဲရွေးလျားပုံစံနဲ့စစ်ဆေးနေတာလည်းဖြစ်ပါတယ်ဒီဟာဓမြမှုဖြစ်ပြီးတော့မှညဘက်စစ်လာတဲ့ မျိုးပေါ်လဲစစ်တယ်လို့ရွာဘက်တွေမှာလဲစစ်ဆေးတာတွေရှိလာတယ်လို့ပြင်ဦးလွင်နှာကြီးဆိုင်အနီးနေထိုင်သူတအူးကပြောပါတယ်။ပြင်ဦးလွင်မျိုးပေါ်အနီးကကျေးရွာတွေဘက်မှာလဲအဲစရင်စစ်ဆေးတာတွေဖြစ်လုလာတယ်လို့သိရပါတယ်။နိုဝင်ဘာလ12ရက်မနက်ပိုင်းကပြင်ဦးလွင်မျိုးလဲနှာကြီးဆိုင်အနီးကအောင်စပယ်ရွှေဆိုင်ကိုတနက်အတူကိုင်းအမျိုးသားနှစ်ဦးကဝင်ရောက်ဓမြထိုက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလုံချိုရဲ့အမျိုးသားတနက်နဲ့ပြစ်ခံရလို့တေဆုံးခဲ့ပြီးအနီးဝင်းကျင်ကသူတွေဝိုင်းဖတ်လို့ဓမြတအူးကိုဖမ်းမိပါတယ်။တအူးကတော့လွတ်မြောက်နေစေလို့သိရပါတယ်။ ဆက်လက်ပြီးကြားဖြတ်မှာအဖွဲ့တွေကပါဝင် လုတ်ကင်ကြသူတွေရှိတယ်လို့ DKPA ဝန်ခံတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြားဖြတ်လို့လူတီညာတဲ့ online ငွေလေလုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA အဖွဲ့တွေကပါဝင်လုတ်ကင်ကြသူတွေရှိတယ်လို့ DKPA ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမှုချုပ်စောစိန်ဝင်ကဝန်ခံလိုက်ပါတယ်။ DGPA ခေါင်းဆောင်ပိုင်းလေးဦးဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လေတဲ့ online ငွေလိမ့်လေလုပ်ငန်းတွေမှာပါဝင်ပတ်သက်တာကြောင့်အမိပြက်စရင်သွင်းခံရပြီး အရေးယူပိတ်ဆို့ခံရပြီးနောက်မှာ DKBA ကဝန်ခံလာတာပါ DKBA နဲ့ဓာတ်ရိုက်ပတ်သက်တယ်လို့ပြောရင်လည်းပြောလို့ရတယ် DKBA အဖွဲ့ထဲမှာလည်းဒီလုပ်ငန်းလုပ်တဲ့လူရှိတယ်လို့မလုပ်တဲ့သူတွေလည်းအများကြီးရှိပါတယ်အဲ့ဒါတွေကအကုန်လုံးသူလုံထွေးလိုက်တယ်ဆိုတဲ့သဘောသူတို့မြင်တယ်လို့အမည်ပြစရင်သွင်းခံရသူတအူးဖြစ်တဲ့ပုံမှုချုပ်စောစိန်ဝင်ကပြောပါတယ် DKPA ရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စေဦးစီးကျုံ၊ဘိုးကျုံကြီးစောစတီ၊စေဦးစီးအရာရှိကျုံ၊ဘိုးကျုံစောစန်းအောင်၊စေဦးစီးအရာရှိဘိုးမူးကျုံစိုင်းကျော်လာနဲ့ စီရေးချုပ်ဘုံမှုချုပ်စောစိန်ဝင်းတို့ကိုနိုဝင်ဘာလ12ရက်မှာအမေရိကန်ကအမိပြက်စရင်တွင်လိုက်တာပါ DKBA အနေနဲ့တော့ကြားဖြတ်လုပ်ငန်းတွေလျှော့နေသွားအောင်လှုပ်ဆောင်နေတယ်လို့ဘုံမှုချုပ်စောစိန်ဝင်းကဆိုပါတယ် DKBA ထိန်းချုပ်ဒေတာတွေဖြစ်ကြတဲ့ထိုင်းမြန်မာနယ်စပ်နာကခရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရှိကြောက်ခတ်ကြီးဝါနဲ့ကြာအင်းစိတ်ကြီးမြို့နယ်ဖရာသုံးစုမြို့တွေမှာကြားဖြတ်လုပ်ငန်းတွေဆက်လက်လက်ပတ်နေကြစေလို့ဒေတာခန်သတင်းရင်းမြစ်တွေစီကတည်ရပါတယ်ကြပြင်ကေကေပတ်လုပ်ငန်းခွင်ကနေထွက်ပြေးသွားတဲ့ကြားဖြတ်ထိပ်ပိုင်းအချို့ဟာလည်း ကြောက်ခတ်တဲ့ဖျားသုံးစုမျိုးစီရောက်ရှိလာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုကြပါတယ်။ DKBA ဟာဦးသိန်းစိန်အစိုးရလက်ထက်မှာတနိုင်ငံလုံးဖြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာစစ်တပ်တကြောပြင်အာဏာသိမ်းပြီးနောက်နေပြည်တော်မှာအာဏာသိမ်းစစ်ကောင်ဆောင်တွေနဲ့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရမှာ DKPA လည်းပါဝင်ပါတယ်။ဒါပြင်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ DKPA ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။